ဆက်လက်တည်မြဲဖို့လိုအပ်တဲ့ Man United ရဲ့88နှစ်ကြာအကယ်မီမှတ်တမ်းအားလုံးပဲမင်္ဂလာပါများ Manchester Football ဆိုတာနေတင်ဆက်နေပါရင်နိုင်ငံတကာဖိယမတိုင်ခင်တုန်းကနောက်ဆုံးကစားခဲ့တဲ့ပွဲမှာ Kobe Manu တင်ရရှိနေခဲ့တာကြောင့် Manchester United ပြည်သက်အားလုံးစိတ်ပူခဲ့ကြရပါရင်ရတဲ့အကယ်မီတွက်တယောက်ပါတဲ့အသင်းရဲ့လူစင်းဟာဒီခေါက်ပြဲရတော့မှလားဆိုရင်နေကြတဲ့အချိန်မှာလူငယ်အကယ်မီကစားမလေး Jeff Fletcher က Emery ကိုကယ်တင်ပေးခဲ့ပါရင် လက်ချာကစပါးနဲ့ပွဲမှာရန်လူချင်းမှာပါဝင်လာခဲ့ပြီးတော့အသင်းရဲ့နှစ်ပေါင်း80ကျော်တရှိလာခဲ့တဲ့မှတ်တမ်းကောင်းကိုထိန်းသိမ်းပေးခဲ့ပါတယ်။ညတက်ဟာသူတို့ရဲ့ senior အသင်းကြီးရဲ့ပွဲတက်လူချင်းမှာအကယ်ဒမီတွက်ကစားမတစ်ယောက်အ ਨੇ ဆုံးပါဝင်လာခဲ့တာမကြသေးရင်ကပဲ88နှစ်ပြည့်သွားခဲ့ပါတယ်။ဒါမဲ့ဒီရာသီမှာတော့မှတ်တမ်းကဆက်လက်ပြီးတော့တရှိနိုင်ပါတော့မလားဆိုတာသုံးသက်ချက်တွေမကြာခဏထွက်ပေါ်လာတတ်ပါသေးတယ်။လက်ရှိအသင်းမှာအကယ်ဒမီတွဲကစားမကနှစ်ယောက်ရှိနေပါတယ်ပထမတစ်ယောက်ကတော့တတိယကိုသမားတွန်ဟီတန်ဖြစ်ပြီးတော့ဒုတိယတစ်ယောက်ကတော့ကိုဘီမန်နူဖြစ်ပါတယ် ဒါပေမဲ့ပြီးခဲ့တဲ့တော်တန်ဟန်ရဲ့ပွဲမှာ1930ခုကတည်းကရှိလာခဲ့တဲ့ကယ်မီထရက်ဒီနဲ့ဖွဲ့စည်းထားတဲ့လူချင်းဆိုတဲ့စံချိန်မှတ်တမ်းကောင်းတစ်ခုကမိုင်နုထန်ရရှိမှုနဲ့အတူရက်တန်ရမလို့ဖြစ်သွားခဲ့ပါတယ်။အမရင်ကသူ့လက်ထက်မှာဒီလိုစံချိန်ကောင်းရက်တန်နာမျိုးအဖြစ်မခံခဲ့ပါဘူး။အမရင်ကဒိုင်ယန်ဖလက်ချာရဲ့သားဆက်ရှင်နေရွယ်ကယ်မီတွယ်လေးဂျက်ဖလက်ချာကိုလူချင်းမှာထည့်သွင်းပြီးတော့လန်ဒန်ကိုခေါ်သွားခဲ့ပါတယ်။ဖလက်ချာကကွင်းထဲကစားမတစ်ယောက်ဖြစ်ပြီးတော့ဒီပွဲမှာပါဝင်ကစားလိုက်ရတာတော့မရှိခဲ့ပေမဲ့အသင်းရဲ့လိုအပ်ချက်ကိုဒီစိတ်ပိုင်းဖြည့်ဆည်းပြီးတော့ အသင်းရဲ့အစဉ်လာကိုဆက်လက်ထိန်းသိမ်းနိုင်ခဲ့ပါတယ်။ဒါမဲ့လည်းတရားညီသတင်းတောက်ဆမ်မြူအယ်လက်ဟတ်ကတော့နိုင်ငံကပိတ်ရပ်ပြီးရင် United အနေနဲ့ဒီပြဿနာကိုဆွေးရည်နေစရာမလိုတော့ကြောင်းသတင်းပေးလာခဲ့ပါတယ်။လက်ဟတ်ကမန်နူးထန်ယာကနေပြန်လည်တက်တာလာခဲ့ပြီးမှပိတ်ရပ်ပြီးမှပြန်ကစားနိုင်တော့မှာဖြစ်ကြောင်းပြောလာခဲ့ပါတယ်။အမရင်ကတော့သူ့အနေနဲ့ United ရဲ့တမိုင်းဝင်ဆန်ရှင်ကိုရပ်တန့်လိုက်မိတဲ့မန်နေဂျာဖြစ်တမိုင်းမတွင်ကျင်ကြောင်းဝန်ခံပြောဆိုခဲ့ပြီးဒီဆိုင်ငင်ကိုထိမ့်သိမ်းထားဖို့အတွက်သူတက်နိုင်တာအားလုံးလှုပ်ဆောင်သွားမှာဖြစ်ကြောင်းပွင့်ပွင့်လင်းလင်းပြောလာခဲ့ပါတယ် ဒီတော့ MRI အနေနဲ့အရင်ဆုံးလှုပ်ဆောင်ရမယ့်ကိစ္စကတော့မိုင်နူရဲ့ကိစ္စကိုကင်တွယ်သွားဖို့ဖြစ်နေပါလိမ့်။မိုင်နူဟာအကြီးချင်းရှိတဲ့ကစားမလေးတစ်ယောက်ဖြစ်ပြီးတော့အင်္ဂလန်သင်းအတွက်လည်းပွဲထွက်ကစားခွင့်တောင်ရရှိခဲ့ပေမယ့်ကန်ဆူးစွာနဲ့ MRI စိတ်ကြိုက်ကစားမတစ်ယောက်တော့ဖြစ်မလာခဲ့ပါဘူး။မိုင်နူက2026ကမ္ဘာပလားအတွက်ပါဝင်ကစားပေးကျင်နေပြီးတော့ပွဲချိန်မိနစ်ရှာဖွေဖို့ကြိုးစားနေပါလိမ့်။ WWE United မှာပွဲချိန်မိနစ်မရဖို့ကလည်းတေချာနေတာကြောင့်မိုင်နူကလာမယ့်ဇန်နဝါရီမှာ၅ထွက်ကစားဖို့စိတ်အားထက်သန်နေပါလိမ့်။ ပရီးမီယာလိနဲ့ဥရောပထိပ်တန်းအသင်းတချို့ကမိုင်နူးကိုခေါ်ယူဖို့စိတ်ဝင်စားနေကြပြီးတော့ချိတ်ဆက်မှုတွေတောင်မှစတင်ပြုလုပ်လာကြပါတယ်။အသက်20ရွယ်ကွင်းလယ်ကစားမလေးမိုင်နူးကိုဝက်ဆန်အသင်းကအမှန်တကယ်စိတ်ဝင်စားနေပြီးတော့အနည်းဆုံးဒုတိယပိုင်း55မိနစ်ကစားရမယ်ဆိုတဲ့ကတိနဲ့ဆွဲဆောင်နေပါတယ်။ဒါပေမဲ့ United ကတော့အသင်းရဲ့လူရင်းအားရမိုင်နူးကိုထွက်ခွာခွင့်ပေးဖို့မီးစိမ်းမပြခြင်းဖြစ်နေပါတယ်။ United ဟာနေရာဒီမှာတော့ငါမကရဖိုးနဲ့အလက်ဂျန်ဒိုကာနာချိုတို့ကိုထွက်ခွာခွင့်ပေးလိုက်တယ်လို့ကယ်မီယန်နာလေးဖြေကြတဲ့ Harry Amas နဲ့ကယ်မီယန်နာလေးဖြေကြတဲ့ Harry Amas နဲ့ တိုဘီကော်လီယာတို့ကိုလည်းအငားစေလွတ်လိုက်ပါရီဒွန်ဟီတန်ကလည်းစနီလမ်းမန်းရောက်လာကလေးကအတင်းရဲ့လူချင်းမှာမပါဝင်တော့တာမလို့အမရင်းအတွက်အစင်လာကိုဆက်လက်ထိန်းသိမ်းကြည့်ရင်မိုင်နူးကပဲရွေးချယ်ကြတဲ့ခုဖြစ်ကြံရှိနေပါသေးတယ်။တကယ်လို့မိုင်နူးကိုတားဆီးလို့မရဘူးဆိုရင်အမရင်းအနေနဲ့အစင်လာကိုဆက်လက်ထိန်းသိမ်းဖို့ပုံမခက်ခဲလာနိုင်ပါရီလို့ဆိုရင်တော့မိုင်နူးစားအတင်းမှာအကယ်ဒမီကျွတ်တယောက်ပါဝင်နေအောင်လို့ဒွန်ဟီတန်ကိုပဲပြန်သုံးရမလား။ ကယ်မီကရည်ချင်းရှိတဲ့လူငယ်လေးတွေကိုပဲအတင်းကြီးမှခေါ်ယူအသုံးပြုသွားမှာလားဆိုတာဆက်လက်ဆောင်ကြည့်ရအောင်မယ်ဆိုပေမဲ့အမရင်ကတော့တခုမှသဘောမကျမှတည်ကြနေပါတယ်။ကြီးစုပေးခဲ့တာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။